ဟောင်းရီဟောက်ကတရားချင်းကျန်တာခုနှစ်ရက်ကြာပြီးတဲ့နောက်နှုတ်ထလာခဲ့ပြီးနန်ရှိုးရှိုးကိုဒီတစ်ခေါက်ခင်ကြီးစင်ကနေအကျိုးအမြတ်အများကြီးရခဲ့တာမို့ကျေးဇူးတင်ကြောင်းပြောပါတယ်။ ပြီးနောက်မှာတော့သူတရားထိုင်နေတော့အပြစ်မှာဘာတွေဖြစ်တယ်လဲမေးကြည့်တဲ့အခါနန်ချိုချိုကဘာကြောင့်ရဲတော့မတီနေလားကဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ဟာငကားမျိုးတော့အပြင်ဘက်မှာအရှိချထားတဲ့အကြောင်းပြောပြပါတယ်။အင်အားဘလောက်ရှိလဲမေးတဲ့အခါမှာတော့နန်ချိုချိုကအဝေးထိန်ဆောင်ကြည့်ကရိယာလေးရှိမှဆိုတာကြောင့်အနီးကမလေးလာထားရပြီမဲ့အကြံဖြင့်အင်အား2000လောက်ရှိလောက်တယ်လို့ပြောပါတယ်။ ရွှေဟောင်းကတော့နေလာကပါကြံစီနေမလဲမသိတာကြောင့်စုံစမ်းပြီးအခြေအနေကိုထျန်းဝန်နဲ့တော်လင်းကိုအကြောင်းကြားမှဖြစ်ပါတယ်။နန်ရွှေရွှေကတော့ထန်ခိုင်းစီကိုရင်းမြစ်တွေပြောင်းဖို့ပြန်သွားပြီးဖြစ်ပြီးနန်ချိုချိုးလာကြံရှိနေခဲ့တာပါ။ရွှေဟောက်ကစုံစမ်းပို့ထွက်လာပြီးစိတ်ဝိညာဉ်ထောက်လန်းခြင်းနဲ့ထောက်လန်းကြည့်ရင်ပဲလေတုထဲမှာစောင့်ကြည့်ဝိညာဉ်ထင်းလက်နက်တွေအကြီးအကျယ်ပိုးများလာတာကိုတွေ့လိုက်ရပါတယ်။ ဆက်လက်ထောက်လန်းလာရင် အပြင်ဘက်မှာအခြေချထားတဲ့စစ်စခန်းနဲ့တဲရီကိုတွေ့ရှိခဲ့ပါတယ်။စနစ်တကျကိုအခြေချထားတာဖြစ်ပါတယ်။တဲရီဟာအရွယ်အစားမတူကြပါနဲ့အကုံလုံးကအနီးရင်းရောင်တန်းနေပါတယ်။တခြားကြည့်ရင် Phoenix ပုံတွေကိုတွေ့နိုင်ပါတယ်။အကြမ်းဒီတပ်ဖွဲ့ကိုဟော့ယူဟောက်ခံမှန်းမိသွားပါတော့တယ်။နေလာတိုင်းပြည်မှာအင်အားကြီးရဲ့ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့၅ဖွဲ့ရှိပြီးနေလာတော်ဝင်ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့ကအကြမ်းမဆုံးဖြစ်ပါတယ်။ ။နောက်ဒီဖွဲကတော့တားရဲရှင်ဝိညာဉ်ထိန်မာစတာတပ်ဖွဲ့တွေဖြစ်ပါတယ်။သူတို့ကိုစုပြီးတိုင်းပြည်ကိုကကွယ်တော့လက်များလို့ခေါ်ပါတယ်။အဲ့ဒီအဖွဲတွေထဲကနှစ်ဆူအနာရှင်တပ်ဖွဲ့ကိုတော့ဟော့ရီဟောက်တွေ့ဖူးပြီးသူတို့ကောင်ဆောင်ဝန်ကြီးဟန်အောင်မှာဟော့ရီဟောက်နဲ့အဖွဲလက်ချက်ကြောင့်ပြောက်ွယ်သွားခဲ့တာပါအခုတပ်ဖွဲ့ရဲ့ပုံစံအရ Phoenix Winning Team Master တပ်ဖွဲ့ဖြစ်ပါလိမ့်မယ် ဒီအဖွဲ့ဟာတိုင်းပြည်ကာကွယ်တော်လက်များအဖွဲ့ထဲမှာအစဉ်တနစ်တုံးအတွင်းဝင်တဲ့အဖွဲ့ဖြစ်ပါတယ်။ဒီလိုအဖွဲ့ကရောက်နေတာဆိုတော့တော်လင်းတိုင်းပြည်ကိုတကယ်ကျူးကျော်ဖို့ကြံနေတာလားလို့ဟောရီဟောက်ကတွေးမိသွားပါတယ်။ဒါပေမဲ့တရားကြည့်လိုက်ရင်တင်စခန်းတွေကစနစ်တကျပုံစံချထားပြီးမယ်။ပါဝင်ရင်အစီအရင်မှမရှိတာကြောင့်တိုက်ဖို့ခိုက်ဖို့လည်းဖြစ်ပုံမရဘူး။ဒါဆိုဘာလို့ရောက်နေကြတာလဲ။သူတို့ဘာတွေပဲကြံစည်နေပါစေပါလဲဆိုတာကိုတော့ဟောယူဟောက်တီးရမှာဖြစ်ပါလိမ့်မယ်။ ဟောက်ယူဟောက်ကဆက်လက်ထောက်လန်းကြည့်တော့တဲရွရဲ့အလယ်မှာကြီးမားတဲ့တဲတစ်ခုရှိပြီးရွှေရောင်ဖီနစ်ရုပ်ပုံနဲ့ဖြစ်ပါတယ်။ပြီးတော့စိတ်ဝိညာဉ်အသားစီးကလည်းရှင်နေပါသေးတယ်။ဒီဖီနစ်တပ်ဖွဲ့ဝင်တွေကမိမားတွေကြီးဖြစ်ပြီးအနိုင်ဆုံးဝိညာဉ်ကိုလေးကွင်းကနေခုနှစ်ကွင်းထိအစားအစာရှိကြပါတယ်။ဟောက်ဒီဟောက်ကဆက်ဆောင်နေမကြာခင်မှာတချို့ဖီနစ်တပ်ဖွဲ့ဝင်တွေကတက်မှုရှိတဲ့တဲစကန်စီဝင်သွားကြပါတယ်။ သဲမှာစိတ်ဝိညာဉ်အသားစီရှိပေမဲ့ Phoenix တပ်ဖွဲ့ဝင်တွေမှာစိတ်ဝိညာဉ်အသားစီနဲ့ပတ်နံရတဲ့ဝိညာဉ်ထင်းကရိယာတွေရှိတာကြောင့်အခက်အခဲမရှိဝင်သွားနိုင်ပါနဲ့။ဝိညာဉ်ထင်းလက်နက်တွေနဲ့ပတ်သက်ရင်တော့နီလာကအမြဲရှိသလန်းတနေပြီးသားပါပဲ။ ဟောင်းယူဟောက်ကအကြံရသွားပြီးအစ်စ်နိတ်ဖီနစ်အဖွဲ့ဝင်တယောက်စီကနေမင်းရင်ထင်ကိရိယာယူဖို့လေဘင်းကိုရိုက်ပြီးမေးအောင်လုပ်ဖို့ကြံစီလိုက်ချိန်ပါပဲအဲ့ဒီအဖွဲ့ဝင်စီကနေအော်တိုကာခွေရေးဝင်းရင်ထင်ကိရိယာကလင်းလက်လာခဲ့ပြီးအချက်ပေးဝင်းရင်ထင်ကိရိယာကလည်းအော်မီလာခဲ့ပါတယ်ဒါပေမဲ့ဟောင်းယူဟောက်လက်ကိုတော့မတွန်းလန့်နိုင်တာကြောင့်အဖွဲ့ဝင်ကမေ့လဲသွားခဲ့ပါတယ် ။ဟောင်းရီဟောက်ကကောက်ပွေပြီးပြေးမဲ့လုပ်တဲ့ချိန်မှာပဲအဖွဲဝင်စီကနေနောက်ထပ်အနီအောင်ဝိညာဉ်ထိန်ကရိယာကလင်းလက်လာပြီးဖွဲဝင်ကိုကာကွယ်ပေးထားသလိုပတ်ဝန်းကျင်ကအနီအောင်လင်းတွေကလည်းထွက်ပေါ်လာခဲ့ပါတယ်။ချိန်ဆက်ကာကွယ်ရေးဝိညာဉ်ထိန်ကရိယာတွေဖြစ်ပါလေ။မထူတော့ပြီးမိုးရွေဟောက်ကသူ့အအေးတန်းနဲ့အနီအောင်လင်းကိုအာနဲ့အောင်လှုပ်လိုက်ပြီးရွှေညိုရောင်ဝက်ဝန်လက်သေးနဲ့ဖောက်ထွက်ပြီးခေါင်းကင်းကိုပြန်တက်ခဲ့ပါနဲ့ဒီဖီနစ်အဖွဲကအသေးစိတ်ကြကြပြင်ဆင်တတ်တာပဲလို့ဟောယူဟောက်ကတွေးပါတယ် နောက်တော့လေထဲကစောင့်ကြည့်ဝိညာဉ်ထင်ကရိယာတွေကိုရသလောက်ဖြတ်သွားဖို့စူးစမ်းလိုက်ပြီမယ်။သူစိတ်ဝိညာဉ်ထောက်လန်းရင်းနဲ့ထိလိုက်ရင်ပဲကရိယာတွေဟာထူဆန်းတဲ့ဖွဲ့စည်းပုံစံပြောင်းသွားခဲ့ပြီးကြီးမားတဲ့ကွန်ရဲ့ပုံစံပြောင်းသွားခဲ့ပါလေ။ ောက်ယူဟာကိုပိတ်ချထားခဲ့ပြီးဖြစ်ပါတယ်။မကြာခင်မှာပဲ90ထက်မကတဲ့အနီရောင်အလင်းတွေကဟောက်ယူဟာကိုထိုးလာပါတယ်။အနီရောင်အလင်းတွေနဲ့သူ10ယောက်ထက်မကတဲ့ဝိညာဉ်ထိန်မာစတာတွေကလည်းဟောက်ယူဟာရှီယာစီပြန်တန်းလာခဲ့ပါတယ်။အနှိမ်ဆုံးကအစင်ခွန်ဝိညာဉ်ထိန်မာစတာဖြစ်ပြီးတယောက်ကတော့အစင်ကိုဝိညာဉ်ထိန်မာစတာဖြစ်ပါတယ်။အချိန်မှာပဲဟော်ယူဟောက်ကဝိညာဉ်ခွင်တွေကိုဖွင့်ချခဲ့ပါတယ်။အနီယောင်ခွင်၊လိမ္မော်ယောင်ခွင်၄ခွင်၊နောက်ထပ်အနီယောင်ခွင်၅ခွင်နဲ့ဝိညာဉ်သူတော်အစဉ်အစဉ်ဖြစ်ပါတယ်။ သူ့ရဲ့အဆုံးစွန်တော့ရေခဲရဲ့နှင်းကားကိုဖွင့်ချလိုက်ချိန်မှာတော့သူ့စီကိုရောက်လာတဲ့အနီရောက်အမင်းတွေကလုံးဝကွယ်ပြောက်သွားခဲ့ပါတယ်။လွတ်ထွက်သွားတာနဲ့ဟော့ယူဟောက်ကအောက်ဖက်ကိုပြန်ဆင်းလာခဲ့ပါတယ်။နောက်တော့ကန်ဂျမာမျက်လုံးကိုဖွင့်ခဲ့ပါတယ်။ဆိုကော့ဟာလင်မြန်စွာလှက်ပတ်လာခဲ့ပြီးပြင်းထန်တဲ့စိတ်ဝိညာဉ်စွာအားကထော်ပေါ်လာခဲ့ပါတယ်။ဘလောက်တောင်ပြင်းထန်လဲဆိုထပ်ပေါ်လာတာနဲ့စိတ်ဝိညာဉ်မုန်တိုင်းဖြစ်ကောင်းပြမှာပြောင်းလဲသွားခဲ့ပါတယ်စိတ်ဝိညာဉ်ပောက်ကွဲခြင်းဖြစ်ပါတယ် ထောင်ရီဟောက်ရဲ့စိတ်ဝိညာဉ်ပောက်ခွဲခြင်းဟာမိသား900ကျော်လောက်တိဖုံးလွှမ်းမိပြီးသူ့ကာကက်ကလေထဲကစောင့်ကြည့်ဝိညာဉ်ထင်းကရိယာတွေဖြစ်ပါတယ်။သူ့စိတ်ဝိညာဉ်မုန်တိုင်းလက်ချက်မှာကရိယာတွေဟာဝယုံသုံးသားဖြစ်ကုန်ပါတော့တယ်။ကျူထလာလာနဲ့ဟောယူဟောက်ကအပေါ်ကိုပြန်တက်ပါတယ်။နောက်ကဝိညာဉ်ထိန်မစတာရီကလည်းဆက်လိုက်နေကောင်းပါပဲ။ ဟောက်ယူဟောက်ကလီတုတွေမှာရှိနေတဲ့စောင်းချီဝိညာဉ်ထိန်လက်လက်တွေကိုဖြုတ်ဖို့ဝိညာဉ်ထိန်အမြောက်ကိုထုတ်ပြပါတယ်။ပြီးနောက်မှာတော့ရေခဲနှင်းပန်းကားပေါ်လာခဲ့ပြီးဒေတုတွေကရေငွေ့အအေးဓာတ်တွေကဟောက်ယူဟောက်စီကိုစုဝေးလာခဲ့ပါတော့တယ်။နောက်တော့ရေခဲနှင်းပန်းရဲ့ဝိညာဉ်ရိုးစွမ်းရည်တွေဖြစ်တဲ့နှင်းပန်းရေခဲစွမ်းရည်နဲ့နှင်းပန်းရေခဲတွန်းအားကိုထုတ်တုံးခဲ့ပါတယ်။မိသားထောင်ကျော်ထိရေကဲစုချုံတွေကိုဖြစ်ပေါ်လာစေတာပါ။အဲဒီစွမ်းရည်တွေနဲ့ပဲကရိယာတွေရဲ့60%ခန့်လောက်ကိုဖျက်ဆီးပစ်ခဲ့ပါလေ။ ဟောက်ယူဟောက်ကလွမြောက်သွားခဲ့ပြီးငကားမျိုးတော်စီပြန်သွားခဲ့ပါတော့တယ်။ဟောက်ယူဟောက်ကတော့လွမြောက်သွားပြီးမဲ့ Phoenix တပ်ဖွဲ့ရဲ့လေထုအခြေအနေကတော့တင်းမာနေပါတယ်။ဟောက်ယူဟောက်မတိတာကတတ်မူနေတဲ့တဲစခန်းဟာပြေတော်နေသားရဲ့မိဖုရားဖြစ်တဲ့ဂျူးစီဖြစ်နေတာကိုပါပဲ။ကျူးစီယာသူ့ရဲ့လေထူးဆောင်ကြီးဝိညာဉ်ထင်ကရိယာတွေ60ရာခိုင်နှုန်းလောက်ပြည့်စည်သွားတာကိုဒေါ်လာထွန်းနေခဲ့ပါတယ်။သူမထျံဝန့်ကိုလာကြတဲ့ကတခါမှဒီလောက်မဆုံရှုံဘူးပါဘူး။ တူးရှိမှရှိနေကြတဲ့ဝိညာဉ်ထိန်မာစတာတွေကလည်းတခုံးမမဟရခဲ့ပါဘူး။ဂျူးစီကစိတ်လျှော့လိုက်ပြီးဒါတွေဖြစ်တာလဲတယောက်လောက်ရှင်းပြလို့ရမလား?မေးပါတယ်။နနေအသက်ကြီးတဲ့အမျိုးသမီးကထွက်လာခဲ့ပြီးတက်မှုဂျန်ဒူကတယောက်တည်းပါဒါပေမဲ့စွန်အားတော်တော်ကြီးပါတယ်လို့ပြောလာပါတယ်။ဂျူးစီကအသေးစိတ်ပြောပြဖို့တောင်းဆိုလာတာကြောင့်အမျိုးသမီးလည်းဖြစ်ကြောင်းကုန်စင်ကိုတေချာရှင်းပြခဲ့ပါတယ်။ဖြေရှင်းချက်ကိုနားထောင်ပြီးချိန်မှာတော့ဂျူးစီမျက်ခုံတွေကတွန့်ရှိုးသွားပါတယ်။ ဖုံးကွယ်ခြင်းလာပြန်ပြီးဒီဖုံးကွယ်ခြင်းပဲမင်းတော့တောင်ကြားတော့ကလည်းဒီဖုံးကွယ်ခြင်းတတဲ့သူကပဲတောင်ကြားကိုပြန်ယူသွားနိုင်ခဲ့တာအဒီလူနဲ့တူတူပဲလားအဲ့ဒါကနီလာအတွက်တော့ဆုံရှုံမှုကြီးဖြစ်ပေမဲ့ရဲ့ရှိရွှေကိုတော့ဘယ်သူမှမေးခွန်းမထုတ်ရခဲ့ပါဘူးကျေးရှိရွှေကရှလော့တိုင်းပြည်မှာဖုံခွင့်ချင်းကိုကျွမ်းကျင်တဲ့ဝိညာဉ်မာစတာရှိပြီးသူကလျော့ဝက်နီလန်နဲ့ဖုံဟောင်းတော်တော်လေးအများကြီးခေါ်လာပြီးတောင်ကြားခန့်စစ်ကိုချုပ်ဖြတ်ခဲ့တယ်လို့ပြောပြီးသူမကတေမင်းစိတ်ဒီကိုကာဝယ်ဖို့နောက်ပြန်ဆုတ်ခဲ့တယ်လို့သာပြောလာတာပါ ဒီစကားကိုရွှေချင်းရံကောသူမရောမယုံကြည်ပေမဲ့လက်ရှိအနေထားရရှမ်းနယ်ကရဲ့ထောက်ပံ့မှုကိုလိုလေးတာကြောင့်ဒီကိစ္စကိုနောက်ကြောင်မလိုက်တော့တာဖြစ်ပါတယ်ဟိုဒီဟာကတော့ပထမအချိန်စုံစမ်းဖို့လုပ်ပေမဲ့မအောင်မြင်ပါဘူး။ဒါပေမဲ့လက်လျှော့တက်တဲ့သူမဟုတ်တာကြောင့်မကြခင်သူတို့နှစ်ယောက်ထိတ်တိုက်တွေ့ကြပါလိမ့်မယ်။ကျွီးစီဒီကိုရောက်ရှိနေတဲ့ရည်ရွယ်ချက်ကဘာလဲ။ဟိုဒီဟာရှာဖွေတွေ့ရှိနိုင်မလား။ကာကွယ်နိုင်မလားဆိုတာကတော့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်။ ဒါကအစစင်ရလာပြောပြခြင်းဖြစ်လို့တုံ့မှနေတော့ကွယ်လွယ်မှုရှိနိုင်ပါတယ်ကျေးဇူးပါရှင်